ဲတော့မှရန်ကုန်ဟစ်ဖြစ်ပြီးတော့မှဝေဖန်မှုတွေများစွာဖြစ်ပေါ်နေတဲ့ဖြစ်ရပ်တစ်ခုရှိပါတယ်အဲ့ဒါချားမို့ပေါ့အားလုံးသိကြပြီးတဲ့အတိုင်းပဲလှိုင်းသားမှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ကျွန်တော်ကြီးစုနေကြတဲ့ viewer တွေကလည်းကျွန်တော်ကိုဒီ video file နဲ့ပတ်သက်ပြီးတော့ reaction မလုပ်ဘူးလားဆိုပြီးတော့ comment တွေမှာရောကျွန်တော်ရဲ့ pay message box မှာရောလာပြီးတော့ pay ပို့နေကြတာရှိပါတယ်ဆိုတော့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ကျွန်တော်ကြီးစုနေကြပြီးတော့လက်ရှိချိန်မှာတော့ကျွန်တော် reaction လုပ်ပြီးသွားမှာလည်းဖြစ်ပါတယ်လာပြီးတော့ပို့ပေးကြတဲ့ဒီ comment တွေကိုလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့တခုရှိတာကကျွန်တော်အနေနဲ့မြေတားရက်ခံစင်တာကဒီ video file တော့ကျွန်တော်ဒီ video file ထဲမှာတော့ ရဲ့ရှင်ဗီဒီယိုဖိုင်ထဲမှာတော့ကျွန်တော်ထည့်သွင်းပြီးတော့ပေါ်ပြပေးတော့မှာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့အားလုံးလည်းကြည့်ပြီးနေပြီ။နောက်တစ်ချက်ကဒါ Facebook တို့ YouTube တို့ကလည်းဒီမြင်ကွင်းကိုလက်ခံဖို့ကနည်းနည်းလေးခက်ခဲတယ်ရှိနိုင်တဲ့အတွက်ကြောင့်တို့အနေနဲ့ဗီဒီယိုတော့မပွင့်ပြလိုက်တော့ပါဘူး။ဆိုတော့ဗီဒီယိုဖိုင်ထဲမှာအားလုံးလည်းကျွန်တော်တို့တော်တော်များများလည်းကြည့်ပြီးပြီးတိုးတော်လေးအချင်းချင်းအပြည့်ပြန်ပြောရမယ်ဆိုရင်တော့ဆိုင်တဲ့ဆိုင်ထဲမှာအဲ့ဒီအကလေးကိုချီပြီးတော့အမျိုးသမီးကဝင်ရောက်ခိုးတယ်။ခိုးတဲ့အချိန်မျိုး CCTV ကနေပိုင်ရှင်တွေကနေကြည့်နေပြီးတော့မှလက်ပုလက်ချက်ဖမ်းလိုက်တယ်။ဖမ်းပြီးတဲ့အချိန်မှာကျွန်တော်တို့ပုံမှန်လူယူလုံးစဉ်အတိုင်းပဲ တခိုးတယောက်ကိုမိတဲ့အခါကျရင်တခိုးခိုးခံတဲ့လူရဲ့ဒေါသထွက်လေးရှိတယ်ဒါပုံမှန်ပြေဖြစ်စင်တယ်ဒေါသထွက်တယ်ဆိုတာဒါအတူတူကိုကိုပဲကိုယ့်ရဲ့ပစ္စည်းကိုလာပြီးတော့ခိုးတော့ကိုမိတဲ့အခါကျရင်အဲ့ဒီစိတ်ဆိုးဒေါသထွက်တဲ့အရာကလူတိုင်းဖြစ်မှာပဲဒါပေမဲ့လည်းအဲ့လိုဖြစ်တဲ့နေရာမှာအဲကိုယ့်ရဲ့စိတ်ခံစားချက် emotion ကအဆင့်အလိုက်ရှိမှာပေါ့လေနော်အဆင့်အလိုက်ရှိမှာပေါ့ အဲ့ဒါလည်းကိုယ့်ရဲ့ထားတဲ့စိတ်ပုံမှာလည်းခံယူချက်တွေပေါ်မှာလည်းအများကြီးမှုတည်ပါတယ်အထူးသဖြင့်ဒီဖြစ်စင်မှာဆိုရင်လည်းဒီတိုင်းပဲဒီခိုးတဲ့သူကသူ့ရဲ့လက်ထဲမှာခလီလေးကိုချီလာတယ်နော်ခလီလေးကိုချီလာတယ်ချီပြီးတော့မှသူကပစ္စည်းကိုခိုးတာဖြစ်တယ်အဲ့တော့မေးစရာရှိတာကဘာကြောင့်သူတယောက်တည်းလာပြီးတော့မှပစ္စည်းကိုလာမခိုးဘဲနဲ့ဘာကြောင့်ခလီလေးကိုချီပြီးတော့မှပစ္စည်းတွေကိုလာခိုးတာလဲအဲ့နေရာမှာဖြစ်နိုင်တာရှိတာကခလီလေးကသူ့ရဲ့သားသမီးဖြစ်တယ်နောက်တခြားသောနေရာမှာလည်းသူ့မှာထားခွင့်မရှိတဲ့အတွက်ဒီခလီလေးကိုချီလာပြီးတော့မှသူ့အနေနဲ့ခိုးတာ ဒါတစ်ချက်နောက်တစ်ချက်ကမဟုတ်ဘူးသူ့ကိုယ်သူကာဗာလုပ်ဖို့တခုခုဖြစ်လာရင်သူ့ကိုယ်သူကာဗာလုပ်ဖို့အတွက်ဒီကလေးလေးကိုခြိပြီးတော့မှဒီလိုမျိုးပစ္စည်းတွေလိုက်ခိုးနေတာလို့လဲကျွန်တော်နံပါတ်1အနေနဲ့ယူဆလို့ရတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီနေရာမှာအရင်ဆုံးကျွန်တော်ကြိုတင်ပြီးတော့ပြောချင်တာကတော့ခိုးတာတော့ကျွန်တော်တို့အားလုံးဘယ်သူမှလက်ခံလို့မရတဲ့ကိစ္စရမျိုးဖြစ်တယ်ကျွန်တော်တို့လူပေါင်းအတိုင်းဝိုင်းမှာဒီလိုမျိုးခိုးရဲဆိုတာကဘလို့မှမကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်။ဒါပေမဲ့လည်းလက်ရှိအချိန်မှာတော့ဒီဖြစ်စဉ်ပြီးသွားတဲ့အချိန်မှာခိုးတဲ့သူကိုကျွန်တော်တို့ဝိုင်းပြီးတော့မှ အဲပြောမယ်ဆိုပရာဟိတသမားတွေကလည်းတော့ရောက်လူတန်းနေကြတယ်ခိုးခိုးခံရတဲ့ပိုင်ရှင်ကတော့လက်ရှိအချိန်မှာရဲတွေလာရောက်ခေါ်ဆောင်သွားတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဆိုတော့ဒီအခြေအနေတာတကယ်သာမှန်ကန်ခဲ့မယ်ဆိုရင်တော့မြင်တွေ့နေရတာတွေကတော့နည်းနည်းတော့ပြောင်းပြန်ဖြစ်တယ်လို့တချို့တွေခံစားမိလိမ့်မယ်ဒါပေမဲ့လေဒီနေရာမှာဘာကြောင့်ဒီလိုဖြစ်သွားတာလဲဆိုတော့ကျွန်တော်အနေနဲ့သုံးသပ်ရမယ်ဆိုရင်တော့ဒီအမျိုးသမီးအနေနဲ့ကိုယ့်ရဲ့ပစ္စည်းကိုခိုးခံတဲ့အခါမှာဒေါသဖြစ်တာတော့တမန်တာပဲဒါပေမဲ့လေလိုအပ်တာထက်ပိုပြီးတော့မှเนาะအထူးသဖြင့် ကလေးတငယ်ဘေးနားမှာရှိနေတာကိုမြေမာရက်နဲ့ကျင်နာတနာညတာမဲ့စိတ်သူ့ရှိမှာနဲငယ်လေးပြောမယ်ဆိုတော့ဒေါသစိတ်ကမှုန်ထူသွားတဲ့အခါမှာအဲ့ဒီအရာကိုဖုံးလွှမ်းသွားသလားပေါ့အဲအဲ့ဒါတော့မိကုံးထုတ်စရာတော့ရှိတယ်ပြောမယ်ဆိုရင်ကလေးနဲ့မဆိုင်ဘူးလေနော်ကလေးဆိုတာသူခေါ်လာလို့ပါလာတဲ့ကလေးဖြစ်တယ်ပြီးတော့အသက်အရွယ်အပြင်ကြည့်မယ်ဆိုရင်ကျွန်တော်ခံမှန်းကြည့်ရနှစ်နှစ်ပတ်ဝန်းကျင်လောက်ပဲရှိမှဖြစ်နေနော်ကလေးလေးကတော်တော်လေးလဲတနာဖို့ကောင်းတယ်ကျွန်တော်လဲဒီဗီဒီယိုဖိုင်ဒီနေ့နေ့လယ်ပိုင်းလောက်မှာကျွန်တော်လဲစတွေ့ရတာ စတွေ့ရပြီးတော့ချက်ချင်းဆိုသလိုကျွန်တော်အနေနဲ့ deviation လုပ်ဖို့အချိန်ရလဲတခြားအလုပ်တွေနဲ့ရှုပ်နေရတယ်အခုလိုမျိုးနည်းလေးနောက်ကျသွားတာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ဆက်ပြီးပြောရမယ်ဆိုရင်ကလေးလေးကတကယ်ကိုတနာဖို့ခေါင်းနဲ့ဘူးမသိဘာမသိနဲ့နေထိုင်မိခင်ဖြစ်တဲ့သူလားသူမဟုတ်ဘလို့ပတ်သက်လေတော့မသိဘူးဒီလိုမျိုးခေါ်ဆောင်လာတဲ့အခါမှာသူ့အနေနဲ့တကိုးနဲ့တူပါလာရတဲ့အတွက်တကိုးကိုအပြစ်ပေးတဲ့အခါမှာနေတကိုးခိုးခံတဲ့သူဖြစ်တဲ့အမကကလေးကိုပါသွားပြီးတော့တွန်လာထိုးလာလှုပ်တာတွေကတော်တော်လေးကိုပြောမယ်ဆိုရင်ကျွန်တော်တို့ကြည့်ရှုနေကြတဲ့ ပိယိတ်သက်တွေအားလုံးအတွက်ကတော်တော်လေးကိုစိတ်ထဲမကောင်းစရာဖြစ်သွားတယ်။စိတ်ထဲမကောင်းစရာဖြစ်သွားတယ်။ဒါပြောမယ်ဆိုမှားယွင်းတဲ့လုံရလည်းဖြစ်တယ်။ဒါကျွန်တော်တို့ဒီဖြစ်စဉ်ကိုကြည့်ပြီးတော့အားလုံးကပြောမယ်ဆိုသင်ခန်းစာယူမယ်ဆိုလည်းယူလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတစ်ခုခုဖြစ်ပြီးဆိုရင်ကျွန်တော်တို့ကဗီဒီယိုတွေရိုက်ရိုက်ပြီးတော့ line ball ကိုကျွန်တော်တို့ကတင်တယ်။ဒီလိုတင်တဲ့အတူအများစုကတော့ဘာဖြစ်စေချင်တာလဲဆိုတော့ကိုကမှန်တယ်ဆိုပြီးတော့လေပြီးတော့လူတွေကိုလည်းသိစေချင်တဲ့အတွက်ဗီဒီယိုရိုက်ပြီးတော့တင်ကြတာများပါတယ်။အခုဖြစ်စဉ်မှာလည်း တကူကိုကပြောမယ်ဆိုဗီဒီယိုရိုက်တာမှန်တယ်ဒါပေမဲ့ကိုယ့်ရဲ့လှုပ်ရက်ကမားသွားတာနော်ခလေးကိုပါသွားပြီးတော့တွန်းလာထိုးလာလှုပ်တာပြီးရင်ခလေးနဲ့အတူသွားရောက်ပြီးတော့မှတက်တိုင်မှာကျိုးနဲ့ချီပြီးတော့ဟဲ့လားနေဘူးလန်းတဲ့ပုံစံမျိုးတွေအပြီးရင်နောက်ရွှေနေဘူးတွေပါတွေနဲ့လှုပ်မယ်ဆိုပြီးတော့ပြောဆိုဆက်ဆံနေတာတွေကတော်တော်လေးကိုပြောမယ်ဆိုရင်ကိုယ့်ရဲ့ပစ္စည်းအခိုးခံရတာထက်ကိုကြော်လွန်တဲ့ဒေါသစိတ်တွေက လွန်ခဲ့တော့လည်းဖြစ်တယ်။အာလက်ရှိအချိန်မှာသူ့ရဲ့အမှန်ကနေတဖြည်းဖြည်းနဲ့အမားဘက်ကိုရောက်သွားတယ်ဆိုတာကိုကျွန်တော်တို့အလုံးသင်ခန်းစာယူရမယ်ဖြစ်စဉ်လည်းဖြစ်တယ်နော်။ကိုကတခိုးဖမ်းတယ်ဆိုပြီးမဲ့လေသူကအမားလုထားတယ်ဆိုပြီးမဲ့လေသူ့ရဲ့အမားထက်ကိုကပို့ပြီးတော့ကြော်လုံပြီးတော့ရောက်သွားလို့မရဘူး။သူ့စီကိုစီဆိုတာရှိတယ်။နော်ကိုစီထဲမှာကိုကနေတတ်ဖို့လိုသလိုသူ့စီထဲကိုလည်းအောင်ကြော်ပြီးလုထားမျိုးတွေလည်းကျွန်တော်တို့ကလုံးဝမလုပ်ဖို့လည်းအရင်အရေးကြီးပါတယ်။ ခုလက်ရှိဒီမြင်ကွင်းဒီဖြစ်စင်မှာဆိုရင်သူကကိုယ့်ရဲ့စီးထဲမှာမနေဘဲနဲ့ဘောင်ကျော်ပြီးတော့မှလုံလိုက်တဲ့အခါကျတော့နောက်ဆုံးမှာတော့ပြောင်းပြန်နေဖြစ်ကုန်တယ်အားလုံးသိကြတဲ့အတိုင်းလက်ရှိအချိန်မှာသူကသက်ဆိုင်ရာကပြောမယ်ဆိုခေါ်ဆောင်သွားတော့ခံရပြီးတော့မှလာရောက်ပြီးတော့မှခိုးတဲ့လူကကျတော့ပတ်စံတွေအထက်လိုက်နဲ့လက်ရှိအချိန်မှာအလှူငွေတွေနဲ့အေးအေးဆေးဆေးဖြစ်နေတယ်ဒါကြီးကကျွန်တော်ရဲ့အမြင်မှာကြည့်မယ်ဆိုရင်လည်း မှန်တယ်လို့တော့ကျွန်တော်ဒီအချိန်မှာတော့မှတ်ချက်မပေးချင်ဘူးအဲ့လိုမှတ်ချက်မပေးလို့လဲကျွန်တော်ရောရောင်ပြီးဆဲချင်တယ်ဆိုလဲဆဲပေါ့လေเนาะဒါကတော့ဘယ်တက်နိုင်မှာလဲဒါပေမဲ့လည်းကျွန်တော်ဖြစ်တင်ဖြစ်တိုက်တော့ပြောပြတာပါဖြစ်တင်ဖြစ်တိုက်တော့ကျွန်တော်ပြောပြတာကျွန်တော်တို့ကလက်ရှိအချိန်မှာအားလုံးကဝိုင်းပြီးတော့တနာနေတာခလေးလေးကိုတနာနေရနော်ခလေးလေးကိုတနာတာခိုးတဲ့လူကိုကျွန်တော်တို့ကတနာနေရမဟုတ်ဘူးเนาะခိုးတဲ့လူကိုတနာနေရမဟုတ်ဘူး ခလေးလေးကိုတနာတာခလေးလေးကိုပါရောရောင်ပြီးတော့မှတွန်လာဆွဲလာလှုပ်တာတွေဒီကူထဲမှာသွားပြီးတော့ကျိုးနဲ့ချီတဲ့အခါမှာခလေးကိုပါထည့်ပြီးတော့ချီခိုင်းတာတွေဒါတွေကပြောမယ်ဆိုရင်ကျွန်တော်တို့လှုပ်တင်တာထက်ကိုကြော်လွန်သွားသလိုခလေးပေါ်မှာတနာကယူနာထားမယ်ဆိုတဲ့လူကြီးတယောက်ရဲ့စိတ်ထားအိတ်ခံယူချက်တွေမရှိတဲ့အတွက်ကြောင့်ပို့ပြီးတော့မှကိုယ့်ရဲ့အမှန်ကနေအမှားကိုဖြစ်သွားစေတာလည်းဖြစ်တယ်เนาะနောက်တစ်ချက်ကတကိုးနေရာစိုက်ကံကျွန်တော်ပြန်ကြည့်မယ်အဲ့ဒါဘာလဲဆိုတော့တကိုးတယောက်ကခိုးတဲ့နေရာမှာအကြောင်းမျိုးစုံရှိတယ် တစ်ခါခိုးလဲတစ်ခိုးပဲနှစ်ခါခိုးလဲတစ်ခိုးပဲဒါပေမဲ့မတူညီတာတခုရှိနေတယ်အဲ့နေရာမှာဘာလဲဆိုတော့နံပါတ်1အချက်ကကျွန်တော်တို့ကပစ္စည်းတစ်ခုပဲဖြစ်စေငွေကြေးတစ်ခုပဲဖြစ်စေเนาะကျွန်တော်တို့ကခိုးလိုက်တဲ့အခါကျရင်ပထမဆုံးတစ်ချိန်ခိုးတဲ့အခါမှာဒါကကျွန်တော်တို့ပြောမယ်ဆိုရင်သူ့ရဲ့ background အခြေအနေအရမလွှဲတော့မရှောင်တာလို့ခိုးတာဖြစ်တယ်လို့ကျွန်တော်တို့ကပထမဆက်ဆက်ချင်းတစ်ချိန် first time မှာကျွန်တော်တို့ကယူဆပြီးလို့ရတယ်နားလည်ပြီးလို့ရတယ်ဒါပေမဲ့ဒုတိယအခြေထပ်ပြီးတော့ခိုးပြီးလေဆိုရင်တော့အဲ့ဒါကပုံမှန်မဟုတ်တော့ဘူးဗျာ အဲ့ဒါကြတော့လွယ်လို့ခိုးတာဖြစ်သွားတယ်နော်ခိုးခြင်းလို့ခိုးတာဖြစ်သွားပြီတိလားပြောမယ်ဆိုကောင်းရကောင်းချောင်းမလုတ်စားခြင်းပဲနဲ့အလွယ်လန်းကိုလိုက်ပြီးတော့ခိုးခြင်းလို့ခိုးတဲ့ပုံစံဖြစ်သွားပြီနော်လက်ရှိ DP profile ထဲမှာလည်းကျွန်တော်ကြာလိုက်တာသူ့ရဲ့ဆိုင်ကိုလာခိုးတာနှစ်ချိန်တိတိရှိသွားပြီလို့ပြောတယ်ဆိုတော့ဒါကနှစ်ချိန်ဆိုတဲ့ဟိုကဒီအမျိုးသမီးဟာခိုးခြင်းနဲ့စိတ်ကြောင်လာခိုးတာသူ့ရဲ့ဘဝအခက်ခဲကြောင့်မလွှဲတာမရှောင်တာလို့လာခိုးတာမဟုတ်တော့ဘူးเนาะဒါကြောင့်လည်းကျွန်တော်အရှိမှလည်းကျွန်တော်ကြိုတင်ပြီးရှင်းပြထားတာ တစ်ချိန်ခိုးတာကျွန်တော်တို့ကခွင့်လွတ်ကောင်းခွင့်လွတ်ပေးလို့ရတယ်။နှစ်ချိန်ဖြစ်သွားပြီဆိုရင်တော့ဘယ်နေရာမှာမှပဲခိုးခိုးလူတယောက်ကတစ်ချိန်ကနေပို့ပြီးတော့နှစ်ချိန်ခိုးလာပြီဟေ့ဆိုရင်တော့အဲ့ဒါလွယ်လို့ခိုးတာခိုးချင်လို့ခိုးတာဖြစ်တယ်။အဲ့တော့အဲ့လိုခိုးတဲ့တကူတော့ကတော့ဝမ်းမနေဘူး။တော့ပြောမယ်ဆိုရင်ကာပါလုတ်ပေးစရာဘာကြောင်းမှမရှိဘူး။အထူးသဖြင့်အခုလိုမျိုးတွားရောက်ပြီးတော့မှအလှူငွေတွေတွားရောက်ပြီးတော့ပုံအောပြီးတော့ပေးတာတွေ ਆ လုံးဝလုံးဝကျွန်တော်အနေနဲ့ကြည့်မယ်ဆိုရင်တော့မဖြစ်စေချင်ဘူး။ဘာကြောင့်ကျွန်တော်ဒီလိုပြောရတယ်လဲဆိုမတနာလို့မဟုတ်ဘူးနော်။ကျွန်တော်တနာတယ်။ကျွန်တော်ခလေးကိုအရင်ချစ်တာ။ကျွန်တော်တော့ခလေးချစ်တာကျွန်တော်ပဲရှိတယ်။နော်ဒါပေမဲ့ကျွန်တော်တို့ကခလေးကိုပဲချစ်မယ်လေဗျာ။တကိုးတွေသွားပြီးချစ်ဆရာမလို့။တကိုးတွေသွားပြီးလှူဒန်းနေဆရာမလို့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအခုလိုမျိုးခလေးချီပြီးတော့စိုင်းတဆိုင်ဝင်ပဲဖြစ်စီအိမ်တအိမ်ဝင်ပဲဖြစ်စီဝင်းရောက်ခိုးတဲ့အခါမှာခလေးရှိလို့ပါဆိုပြီးတော့ကျွန်တော်တို့ကပြန်လှုပ်ပေးမယ်ဟုတ်လား ပြီးရင်ကျွန်တော်တို့အခုလိုမျိုးတွေ sporting တွေလုပ်နေမယ်ဆိုရင်လုံးဝမဖြစ်တဲ့ကိစ္စလေဗျာဟုတ်လားတကူဒီဘက်က site ကနေကြည့်မယ်ဆိုရင်ငါတို့ဘယ်နေရာပဲသွားခုခုခလေးတယောက်တော့အမြဲတမ်းခြိထားဖို့လိုအပ်တယ်ဆိုတော့တင်ကင်းရောမဖြစ်သွားနိုင်ဘူးလားဒါကျွန်တော်တို့မေးစရာတော့ဒီနေရာမှာမေးစရာရှိတယ်ခလေးကိုချစ်တာချစ်တာတပိုင်းပဲတခြားနီးနဲ့ကျွန်တော်တို့ကခလေးကိုကျွန်တော်တို့ကကယ်ဆယ်လို့ရတယ်တခြားနီးနဲ့ကျွန်တော်တို့ကပြုစုပြိုးထောင်လို့ရတယ်ဒီခလေးကိုချစ်တယ်ဒီခလေးကိုကယ်တင်ခြင်းနဲ့ဆိုရင်ဒါပေမဲ့လည်းအဲ့လိုချစ်တာကယ်တင်တာတွေဟာဒီတကူနဲ့သွားပြီးတော့ပတ်သက်နေလို့တော့မရဘူး နော်ပတ်သက်နေလို့တော့မရအောင်တခိုးပါသွားပြီးတော့ကေတင်သလိုဖြစ်တာမျိုးကိုကျွန်တော်ဆိုလိုတာနော်တခိုးပါရောရောင်ပြီးတော့ကျွန်တော်တို့ကဘာအပြစ်မှမပေးဘဲနဲ့ဘာမှမလုပ်ဖဲနဲ့တခိုးပါပြောမယ်ဆိုရင်ခုနလိုအလှငွေတွေသွားရောက်ပြီးတော့ဘုံမလောက်အောင်သွားပြီးတော့လှူဒန်းတာမျိုးကတော့လုံးဝလုံးဝမားနေပြီဗျာတခုတော့မားနေပြီနော်ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးလှုပ်ဆောင်ပူတာနောက်ထပ်ခိုးမဲ့လူတွေပို့ပို့ပြီးတော့ဒီလိုပုံစံလုပ်ရင်တော့ငါတို့အနေနဲ့အစားချောင်အနေချောင်မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ကိုယ်တိုင်ကတိုးဖို့ပေးလိုက်သလိုဖြစ်သွားတယ်အဲ့ဒါလေးတစ်ချက်တော့ဘာပဲဖြစ်ဖြစ် ဟိုအရန်ကိုဂယုနာဖြစ်နေကြတဲ့သူတွေအနေနဲ့ကျွန်တော်အနေနဲ့တတိပေးချင်တာအဲ့ဒါလေးပဲ။နော်ကျွန်တော်တို့လည်းမဖြစ်တာမဟုတ်ဖြစ်တယ်လေဗျ။ခလေးဆိုတာကျွန်တော်တို့အားလုံးအတွက်တကယ့်ကိုပြောမှဆိုအဖြူတယ်လေးပဲ။ဘာပေါ်မှာပြောမှဆိုအယိုးသားဆုံးနဲ့အချစ်ဖို့ကောင်းစွာခလေးတွေပဲ။ခလေးတွေလောက်ဖြူစင်တာခလေးတွေလောက်ပြောမှဆိုချစ်ဖို့ကောင်းတာအပြစ်မဲ့တာသူတို့ပဲရှိတယ်။နော်အဲ့တော့ဒီခလေးကိုတော့ကျွန်တော်တို့အားလုံးကချစ်တယ်တနာတယ်ဒီလိုအခြေအနေမျိုးကြီးနဲ့ကျွန်တော်တို့သူ့ရဲ့ဘဝရဲ့ဒီလိုစတင်ချင်းအခြေအနေမှာကျွန်တော်တို့မမြင်ချင်ဘူး။ဒါပေမဲ့လည်းအဲ့လိုဖြစ်လာအောင်သူ့ရဲ့မိခင်ကိုယ်တိုင်လုပ်ခဲ့တာ။ နော်မိခင်လည်းဖြစ်ဖြစ်မယ်ဒါမှမဟုတ်ဘလို့ပတ်သက်ပတ်သက်ကြောင်းနဲ့ဘလို့ဆွဲခေါ်လာလဲတော့ကျွန်တော်မသိဘူးဘလို့ပဲဖြစ်ဖြစ်တေချာတာတော့ခလေးကိုကာဗာလုပ်ထားတယ်လို့ကျွန်တော်ကတော့ယူဆမိတယ်နော်ယူဆမိတယ်နောက်တစ်ချက်ကဒီခိုးတဲ့အမျိုးသမီးကခြေကောင်းလက်ကောင်းကြီးသူ့အနေနဲ့တကယ်သာရိုးရိုးသားသားနဲ့လုတ်ကင်စားတော့မယ်ဆိုရင်ထမင်းမငတ်ဘူးဗျကျွန်တော်မြန်မာနိုင်ငံမှာနော်ပြောမယ်ဆိုရင်ခြေကောင်းလက်ကောင်းနဲ့ဟလာခလေးတယောက်လည်းခြိထားမယ်အမကြီးကျမတို့အလုတ်ကလေးလုတ်ချင်လို့ပါဆိုတော့စကားသံလေးပဲထွက်လာတယ် စကားတန်လီပဲထွက်လာအလုတ်ပေးမဲ့သူတွေတပုံကြီးပဲခလီလီမျက်နှာကြောင်ရောသူ့ရဲ့ရိုးသားဖြူစင်စွာနဲ့ပြောမယ်ဆိုရင်အလုတ်ကိုလှုပ်ချင်တဲ့စိတ်ကြောင်ရောအလုတ်ပေးမဲ့သူတွေတပုံကြီးပဲထမင်းမငတ်ကိုကျွန်တော်အာမခံတယ်နော်ဒါပေမဲ့ဒီလိုခိုးတဲ့အခြေအနေမျိုးကြီးကိုကျွန်တော်တို့ကဝိုင်းပြီးတော့ပြောမယ်ဆိုရင်ပြန်ပြီးတော့ support တွေလုပ်တဲ့ပုံစံမျိုးကြီးရတော့ တဘာဝလုံးဝမချောက်ပြတဘာဝလုံးဝမချောက်ဒါလေးတစ်ချက်တော့သူ့ဘက်ကနေရက်တီးပြီးတော့မြည်နေကြတဲ့သူတွေကိုကျွန်တော်အနေနဲ့တတိထားစီခြင်းနဲ့ကိုယ့်ရဲ့ချစ်ချင်းမြတ်တာကယူနာတွေကိုကျွန်တော်တံမိုးထားတယ်သို့တော်လည်းပဲဒါကကျွန်တော်တို့ကအတိုင်းတာတစ်ခုအတွင်းပေါင်းအတွင်းမှာပဲရှိနေရမယ်အဲ့ဒါခလေးဘက်မှာပဲရှိရမယ်လူကြီးဘက်မရောက်သွားစေနဲ့နော်လူကြီးဘက်မရောက်သွားစေဘာကြောင့်လဲဆိုတော့လူကြီးကဒီကိစ္စကိုစတင်နေတဲ့သူလာမစတင်ခဲ့ဘူးဆိုရင်ပိုင်ရှင်ဘက်ကနေကျွန်တော်စိုက်ကနေပြန်ကြည့်မယ်ဆိုလဲသူလက်ဒီလိုကိစ္စတွေကျူးလွန်စရာမရှိဘူး ူပစ္စည်းကိုလာခိုးလို့ဒေါသထွက်ပြီးတော့အဲ့ဒေါသတွေကပြောမယ်ဆိုရင်လိုအပ်တာထက်ပိုသွားလို့သာအခုလိုမျိုးလုံမီလောက်ဝါးတွေလုံရင်းရနေအခုလိုမျိုးမဖြစ်သင့်မဖြစ်တိုက်တာတွေဖြစ်သွားဖြစ်တယ်ဒီအခြေအနေကလည်းဘာပဲဖြစ်ဖြစ်လက်ရှိကျွန်တော်ကြီးရှုနေကြတဲ့ view တွေအနေနဲ့လည်းဒါကိုသင်ခန်းစာယူနေခြင်းတယ်တောင်းလဲဆိုတော့တစ်ချိန်မဟုတ်တစ်ချိန်မှာကိုယ်လည်းဒီလိုမျိုးတခိုးတွေကိုယ့်ရဲ့အိမ်မှာပဲဖြစ်စေကိုယ့်ရဲ့ဆိုင်မှာပဲဖြစ်စေလာခိုးတာကြုံကောင်းကြုံနိုင်တယ်ကြုံလာတဲ့အခါကျရင်ကိုယ်ဘယ်လိုပုံစံနဲ့တုံ့ပြန်မလဲဘလိုပုံစံနဲ့ကျွန်တော်တို့ဒီကိစ္စကိုဖြေရှင်းမလဲဆိုတာ ီဖြစ်စဉ်ကနေကောင်းကောင်းသင်ခန်းစာယူကြပါလို့ကျွန်တော်တို့ပြောကြရင်းနဲ့ပဲဒီ review လေးကိုအဆုံးသတ်ချင်ပါတယ်ဒီ review လေးနဲ့ပတ်သက်ပါများမျက်ချက်ပေးခြင်းလဲမျက်ချက်ပေးခြင်းလားရှိခုမှမှရေးသားကြပါကျွန်တော်တို့နေ့စဉ်အမြကြည့်ရှုအားပေးနေကြတဲ့ view တူတူယောက်ချင်းစီလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ် video မှာထပ်ပြီးတော့ဆုံကြပါမယ်ဗျ See you next video